ဟယ်လိုမင်္ဂလာပါဒီမှာညီမလေးမေးထားတာပေါ့နော်ကိုငင်းကားနှစ်ခါရှိပြီတဲ့ဘာလို့ပြက်ထားလဲယူဆိုင်ပြီးနေလဲသူကပေါ့နော်ဒီပြက်တယ်ပြောပြပအောင်ဆိုတော့အဓိကမေးချင်တာကအသက်ပနနဲ့လဲပေါ့နော်အသက်ပနနဲ့လဲအသက်ကြီးပိုင်းရောက်တော့လို့ရှိရင်ကိုငင်းဆောင်လို့ရှိရင်ကြတော့ဒီဟော်မုန်းမညီမျှတာတွေတင်အားနေတာတွေကြောင့်ကိုငင်းကခဏခဏပြက်ကြတယ်နောက်ပြီးလို့ရှိရင်ကြတော့ဒီကိုငင်းမဆောင်ငင်းဆိုလို့ရှိရင်ခလေးယူဖို့အတွက်ဘလို့ဂျိုတင်ပြင်ဆင်ပြီးတော့ဆေးတွေတောင်းနေလဲပေါ့နော်အဲ့ဟန်လေးလဲတစ်ချက်သိကျင်တယ်အဲ့လိုမျိုးလေးတွေသိပြီးမှသာလဲရင်ဒီကိုက ကပေါ့နော်ကလေးယူဖို့စူးစမ်းတဲ့ခါမှာဆိုလို့ရှိရင်ဒီကြိုတင်ပြီးတော့ဒီကိုဝင်ဆောင်ပေါ့ရဲ့လိုအပ်တဲ့ပေါ့နော်အားစီတွေတောင်းမယ်နောက်လို့ရှိရင်ဒီဟော်မုန်းကြီးများတဲ့ဆေးတွေတောင်းမယ်သရင်အားကောင်းစေတဲ့အတွက်ဆေးတွေတောင်းနေမှာဆိုလို့ရှိရင်တော့ဒီကိုဝင်ကပြည့်မကြဘူးပေါ့နော်အဓိကကျတော့ကိုဝင်ယူမယ်ဆိုလို့ရှိရင်ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ်အသက်ဘယ်လောက်လဲဆိုတဲ့ဟာလေးကိုလည်းတစ်ချက်လောက်လားပြောပြပါလို့ပြောချင်တယ်ဒီလိုလေးမေးလိုက်ရုံနဲ့တော့ဟာပြောလို့မရဘူးပေါ့နော်ဒီအဲ့ကျတော့ဒီတိတိကျကျလေးမေးတဲ့အခါမှာမေးပြပါလို့ပြောချင် ဲ့ဒီညီမလေးလဲပေါ့နော်တတိချာချာသိကျင်တယ်ဆိုလို့ရှိရင်ပေးထားတဲ့ဘိုင်ဘာဖုန်းနံပါတ်ကလေးမှာ လာရောက်ပြီးတော့အခမဲ့ဆွေးနွေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်